မင်္ဂလာပါခင်ဗျာ Rigor for you ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့2009ခုနှစ်ကထွက်ရှိခဲ့တဲ့ Driver ကြီး James Cameron ရဲ့နမကျော်သိပ်ပန် Action ရုပ်ရှင်က Avatar ကိုတင်ဆက်ပေးသွားမှာပါတကားလေးကိုမတင်ဆက်ပေးသွားခြင်းမှာဒီလိုဇာလံကောင်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ်ကျွန်တော်တို့ရဲ့ Channel လေးကို Subscribe လေးလုပ်ထားပေးကြပါဦးလို့လည်းတောင်းဆိုလိုက်ပါရစေခင်ဗျာ ကဲဒါဆိုတော့ဇလန်းလေးကိုစားလိုက်ကြရအောင်ပြဇလန်းစားမှာတော့ဂျေးလိုခေါ်တဲ့မရိန်းစစ်သားတယောက်ကရေမတ်မှာတနက်ကြီး TP အောက်ပိုင်းတည်သွားပါပြီအဲဒီချိန်ကစားလို့မရိန်းတပ်တွေကလည်းထွက်လာရပြီစိတ်တကြနေတဲ့ဂျေးကလူတကာကိုပြဿနာတွေလိုက်ရှာနေတတ်ပါတယ်တရက်တော့အရာရှိနှစ်ယောက်ဂျေးစီကိုရောက်လာပြီသူရဲ့အမွှာကြီးကိုဖြစ်သူတွန်တယောက်ဆုံးပြီလို့ပြောပါတယ်တွန်ကသူ့ပြည်တနာလုပ်ငန်းတစ်ခုမှပါဝင်နေတဲ့လူဖြစ်ပြီဂျေးကတွန်နဲ့အမွှာကြီးကိုဖြစ်တဲ့အတွက်မျိုးပိသားတွေတစ်ထက်တည်းတူပါတယ်ဒီအတွက်အရာရှိတွေကဂျေးကိုတွန်ရဲ့နေရာမှာဝင်ပြီးသူ့ပြည်တနာတွေဝင်လောက်ပေးဖို့ပြောပါတယ် ဂျိတ်ကအစတုန်းကလက်မခံမဲ့သူ့ကိုကမ်းလှမ်းတဲ့လူတွေကဝေပမာဏတွေအများကြီးပေးမယ်လို့ပြောလာတဲ့အတွက်ဂျိတ်လည်းသဘောတူလိုက်ပါတယ်။အဲနောက်တော့ဂျိတ်ကကဘာကျွေးအပြင်ဘက်ကပင်ဒိုရာဂျိုကိုထွက်လာခဲ့ပြီးတော့ဒီဂျိုကိုလာတဲ့ခရီးက6နှစ်အထိကိုကြာမြင်တာပါ။ကျိလေအာဂသာရင်ထဲမှာနိုးလာတော့သူ့လိုပဲပင်ဒိုရာဂျိုခရီးကိုလာရောက်သူတွေအများကြီးကိုမြင်ရပါတယ်။အဲနောက်တော့ဂျိတို့တွေပင်ဒိုရာဂျိုဘောကိုဆင်းသက်လာကြပြီးတောက်ဟိုထဲမှာရှိတဲ့အခြေဆိုင်စကန်တခုကိုရောက်လာပါတယ်။အဲနောက်ကာနယ်မိုင်းလို့ခေါ်တဲ့ဗိုလ်မှူးတစ်ယောက်ကဒီဂျိုဘောမှာအသက်ရှင်သန်နိုင်ဖို့အတွက်ထုတ်ထားတဲ့စီးမင်းတွေကိုလိုက်နာဖို့ပြောပါတယ်။ ဲ့တော့ Jake က non spamman လို့ခေါ်တဲ့မျိုးစီဝါပညာရှင်တယောက်နဲ့တွေ့ပြီး spamman က "तू आ avatar တွေကိုတီထွင်တဲ့လူဖြစ်ကြောင်းပြောပြပါရီ။ဒီလို avatar တွေကိုလူသား DNA နဲ့ဒီကြိုမှာရှိတဲ့ Navi ဂျိုသားတွေရဲ့ DNA ကိုပေါင်းစပ်ပြီးဖန်တီးထားတာပါ။ JNG ကို Tran ရဲ့ DNA နဲ့ဖန်တီးထားတဲ့ avatar ကိုလည်း Jake ကတွေ့လိုက်ရပါရီ။ အရင်တော့ Jake ကဒေါက်တာ Grace လို့ခေါ်တဲ့ avatar တွေကိုတီထွင်တဲ့အမျိုးသမီးနဲ့တွေ့တွေ့ရပါတယ် Grace ကတော့ Jake ကိုသဘောမကျတဲ့အတွက် Pandora Joe စစ်စင်ရေးကိုအဓိကဦးစီးနေတဲ့ကော်မတီရဲ့တာဝန်ရှိသူ Parker နဲ့သွားတွေ့ပါတယ် Grace က Jake ဟာအောက်ပိုင်းမတန်တဲ့အတွက်သူ့တည်တနာလုပ်ငန်းအတွက်အကျိုးမရှိဘူးလို့ထင်နေတာပါ Parker ကတော့ Jake ကိုလက်ခံဖို့နဲ့ဒရိုးလုံးနေတဲ့ဒီဂျိုကဒမ်မိုကြီးတပ်ထု2.8ကိစ္စသာအောင်မြင်ဒေါ်လာဘီလီယံနဲ့ချေရမှာလို့ Grace ကိုဖြောင်းပြလိုက်ပါတယ်မကြခင်မှာပဲဂျိတ်ကသူညရဲ့ဒီယာအနေနဲ့လှုပ်ထားတဲ့အဗာတာကိုရဲကိုစဝင်ကြည့်ပြီးစမ်းသပ်ဖို့လုပ်နေပါပြီ ။မကြခင်မှာပဲ JSA ကအဗာဒါကိုရဲဝင်သွားပြီး Jay ကအဗာဒါဖြစ်ပြန်လို့ထလာပါရယ်။ Jay ကသူ့ရဲ့အဗာဒါခန္ဓာကိုယ်ကိုစိတ်ဝင်စားနေပြီးလမ်းပြန်ရှောင်းလို့ရတဲ့အတွက်လဲဝမ်းသာနေပါရယ်။ဆရာဝန်တွေကသူ့ကိုထိုင်နေဖို့ပြောပေမဲ့ Jay ကစိတ်မရှိတဲ့အတွက်စန်တခန်းတွေကနေထွက်လာပြီးရှောက်ပြီးကြည်ပါရယ်။အချိန်တော်ကြာလမ်းမလျှောက်နိုင်ခဲ့ရကနေပြန်ပြေးနိုင်တဲ့အတွက် Jay ကအယမ်းကိုပြောင်းနေတာပါ။ ညဘက်မှာတော့ JS ကိုအဗာဒါကိုရဲကနေထွက်ခိုင်းပြီးမူရင်းခန္ဓာကိုယ်ရဲပြန်ဝင်ခိုင်းလိုက်ပါတယ်။အဲနောက်တော့ Jake ကဘုံမူကနဲ့မိုင်းနဲ့သွားတွေ့ပါတယ်။မိုင်းကဂျိတ်ဟာမရိန်းတသားဟောင်းဖြစ်ကြောင်းနဲ့ဗင်နီဇွဲလာကဆက်စင်ရဲတခုမှတနက်မှန်ပြီးအောက်ပိုင်းတေသွားတာဖြစ်ကြောင်းသိပါတယ်။မိုင်းကဂျိတ်အနေနဲ့နာဗီရွေအကြောင်းလေးလာလို့ရသမျှသူ့ကိုတရင်ပေးဖို့အတွက်ပြောလိုက်ပြီးအဲလိုလုပ်ပြီးဂျိတ်တယောက်လမ်းပြန်ရှောင်းနိုင်အောင်ကူညီပေးမယ်လို့ကမ်းလှမ်းတဲ့အတွက်ဂျိတ်လည်းလက်ခံလိုက်ပါတယ်။ ။နောက်တစ်နေ့မှာတော့ Jade Nuan Squareman နဲ့ Dr. Christo အဖွဲ့ဟာသူရဲ့ Avatar ခန္ဓာကိုယ်နဲ့ Pandora ဂျိုဘောကိုလိုက်လေ့လာပါရီ။ Jade ကတော့ဒီဂျိုဘောကထူးဆန်းတဲ့သတ္တဝါတွေနဲ့သဘောအလားအဖားတွေကိုသဘောကျနေပါရီ။ ဂျိတ်တို့ကနာဗီရီနေရဲ့နေရာတွေကိုလိုက်လေလာရင်ဒီဂျိုဘောကအပင်တွေမှာလည်းရက်စစ်တဲ့တွေရှိတဲ့အကြောင်းတွေ့ရှိပါတယ်။ဂျိတ်ကတော့တယောက်တည်းလိုက်ဆက်စုနေသရဝကြီးတကောင်ကိုဒေါသထွက်အောင်လုပ်မိသွားပါတယ်။ဂရေ့စ်ကဂျိတ်ကိုမလုံမရှက်နေဘူးပြောတဲ့အတွက်ဂျိတ်လည်းငြိမ်နေပါတယ်။အဲဒီချိန်မှာပဲနောက်ထပ်သရဝတကောင်ထက်ရောက်လာတဲ့အတွက်ဂရေ့စ်ကဂျိတ်ကိုပြေးဖို့ပြောလိုက်ပြီးဂျိတ်လည်းပြေးပါတော့တယ်။သရဝကြီးကနောက်ကတောက်လျှောက်လိုက်လာတဲ့အတွက်ဂျိတ်ကရေတကုန်ထဲကိုခုန်ချလိုက်ရပါတော့တယ်။ ဂျက်ကတော့ရေစီးနဲ့အတူပါသွားရင်အသက်ရှင်နေပြီနာဘီမိတ်ကလေးတယောက်ကသူ့ကိုမြင်သွားရမှာတော့များနေပြဖို့လုံနေပါတယ်ဒါပေမဲ့နာဘီမလေးကစိတ်ပြောင်းသွားပါတယ်တပတ်မှာဂရိစတိုကဂျိတ်ကိုလိုက်ရှာနေကြပြီးမဲ့စီကန်းတွေရာသူတို့ကပျောက်ဆုံးသွားတဲ့ဂျိတ်ကိုကြကြရှာဖွေခွင့်မရှိပါဘူး grace ကတော့ jade တယောက်ညာလောက်ဆိုရင်တင်နေလောက်ဘေးလို့ထင်နေပါတယ် အရင်ညဘက်မှာတော့ဂျိတ်ကတော်ရဲမှာဝင်းပလီလိုအကောင်တွေရဲ့အမဲလိုက်တာကိုခံနေရပါတယ်။ဂျိတ်တရဝင်းပလီရဲ့လက်ချက်နဲ့တေတော်မဲ့အချိန်မှာပဲနေတရီဆိုတဲ့နာဗီမလေးရောက်လာပြီးဂျိတ်ကိုကယ်လိုက်ပါတယ်။ဝင်းပလီတို့ချုပ်လည်းနေတရီလက်ချက်ချောင်းသေးဆုံးသွားပြီးရန်နေကောင်တွေကကြောက်လန့်ပြီးထွက်ပြေးသွားကြပါတယ်။ နေတရီကဂျေကိုကဲဖို့အတွက်မဖြစ်မနေဝင်ပလီတွေကိုတက်လိုက်ရလို့စိတ်မကောင်းဖြစ်နေပါတယ်။ဂျေကနေတရီကိုကျေးဇူးတင်ကြောင်းပြောပေမဲ့နေတရီကတော့ဂယုမဆိုင်ပါဘူး။ဂျေကနေတရီနောက်ကိုဆက်လိုက်လာတော့နေတရီကရှင်းချောင်းဝင်ပလီတွေတေးရတာလို့ပြောပါတယ်။ဂျေလည်းလမ်းမလျှော်ဘဲနဲ့နေတရီနောက်ကိုဆက်လိုက်လာပေမဲ့နေတရီကသူ့ကိုမောင်းထုတ်နေပါတယ်။အဲဒီအချိန်မှာပဲအလေးအောင်လေးလက်နေတဲ့ထူးဆန်းတဲ့အကောင်လေးတွေချိန်နှားကိုဝိုင်းလာပါတယ်။ဒီအကောင်လေးတွေကနာဗီဂျိုသားတွေအထွတ်မြတ်ထားတဲ့တပင်ကတန့်စင်တဲ့အစီတွေဖြစ်ပါတယ်။ နေတရီကဒီကောင်လေးတွေချိန်နာဝိုင်းနေတာကိုမယုံနိုင်ဖြစ်နေပြီချိန်ကိုသူနဲ့လိုက်ခဲ့ဖို့ခေါ်လိုက်ပါရီနေတရီကချိန်ကိုနာဗီရနေတဲ့နေရာစီခေါ်သွားတာဖြစ်ပြီးအဲဒီနေရာကိုရောက်တော့စူသေးဆိုတဲ့နာဗီဒီကောင်ကချိန်ကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့နေတရီကချိန်ကိုကာကွယ်လိုက်ပါရီ အဲ့တော့လေတာရီကဂျိတ်ကိုနာဗီမျိုးနွယ်တွေအများကြီးရှိတဲ့နေရာကိုခေါ်သွားပြီးဂျိတ်ကိုသူဖားကင်းနာဗီကောင်းဆောင်ကြီးနဲ့မိတ်ဆက်ပေးပါတယ်။နာဗီကောင်းဆောင်ကြီးကတော့အစပိုင်းမှာတော့ဂျိတ်ကိုသဘောမချပါဘူး။ခဏနေတော့လေတာရီရဲ့အမေရောက်လာပြီးတော့ဂျိတ်ကိုဒီကိုဘာလာလောက်တာလဲလို့မေးပါတယ်။ဂျိတ်ကသူလာတဲ့နေရာမှာတော့ကသူကစစ်တီတယောက်ဖြစ်ပြီးဒီနေရာကိုလည်းနာဗီတွေရဲ့အကြောင်းလေ့လာဖို့လာတာလို့ပြောလိုက်ပါတယ်။နာဗီကောင်းဆောင်ကြီးကလည်းအရင်ကလူသားစစ်တီတယောက်ကိုမမြင်ဘူးတဲ့အတွက်စိတ်ဝင်စားသွားပြီးလူသားရဲ့စည်ရေးပညာကိုလေ့လာဖို့အတွက်ဂျိတ်ကိုလက်ခံထားလိုက်ပါတယ်။ ဂျိတ်ကနာဗီတွေနဲ့သူညစာစားပြီးနာဗီတွေအိတ်တလို့လိုက်အေးပါတယ်။သူအိတ်ပြောက်သွားတော့ဂျိတ်ကစမ်းသက်ခံတဲ့ကသူ့ရဲ့လူသားခန္ဓာကိုယ်ရဲ့ကိုပြန်ရောက်လာပါတယ်။ Grace တို့လည်းဂျေဒီယောအခုချိန်ထိအသက်ရှင်ပြီးနာဗီတွေနဲ့အတူနေနိုင်သွားတာကိုသိတော့စိတ်ဝင်စားသွားပါတယ်။ပါကာကတော့လက်ရှိနာဗီတွေနဲ့တိပင်ကြီးအောင်မှာသူတို့လိုချင်တဲ့အဖိုးတန်သရုပ်တွေအများအပြားရှိနေပြီးနာဗီတွေအရိကနေနေရာရွှေ့ပြောင်းမှဒါတွေကိုတူဖို့လို့ရမှာလို့ပြောပါတယ်။ ဂျိတ်ကိုနာဗီဒီယိုကိုနေရာရွှေပြောင်းအောင်နားချဖို့ပြောလိုက်ပြီးအဲလိုမလုံနိုင်ရင်နာဗီဒီယိုကိုတက်ပြီးတတုတွေကိုဒူးဖော်ရမှာပါအဲတော့ဂျိတ်ကအဗာတာကိုယ်ရဲကိုပြန်လာပြီးတော့နောက်နေ့မနက်မှာနေတရီကဂျိတ်ကိုဒရိတ်ဆန်တွေကိုဘယ်လိုစီးနေရမလဲဆိုတာနဲ့ဒရိတ်ဆန်တွေနဲ့နာဗီဒီယိုဘယ်လိုဆက်သွယ်လဲဆိုတာတွေကိုသင်ပေးနေပါတယ်ဂျိတ်ကအစာပိုင်းမှာတော့အကောင်စားစီရမှာဗယံမနာတွေဖြစ်နေပြီးဆက်စားခြင်းတော့ကသူ့ကိုတက်ခြင်းနဲ့စူထေးဆိုတဲ့နာဗီကဂျိတ်ကိုလောင်နေပါတယ် အဲဒီနောက်တော့ဂျိန်းနဲ့ဂရိစ်တိုအဖွဲ့ကပင်ဒူရာဂျိုဘောကကျုံးမြန်တွေကိုလိုက်လေလာနေပြီဒီကျုံးတွေကလူသားတွေလိုချင်နေတဲ့အန်နော့တေနီယန်တရုတ်ကြောင့်လေဘောပြန်နေနိုင်တာဖြစ်ကြောင်းဂျိတ်တီသွားပါရီလေတာရီကတော့ချိတ်ကိုလေဘောပြန်နိုင်တဲ့အေဂရန်တရွာကြီးတကောင်စီခေါ်လာပြီဒီတရွာကြီးကသူ့ကိုစီးဖို့အတွက်တယောက်ယောက်ကိုခွင့်ပြုလိုက်ပြီဆိုရင်တခြားနာဗီတွေသူ့ကိုတက်စီးလို့မရတော့ဘူးလို့ပြောပါရီဂျိတ်လည်းသူ့အတွက်စီးတော်ရင်တကောင်ရှာရမှာပါဒီလိုနဲ့ရက်တွေကြာလာပြီဂျိတ်ကနေတရီစီကနေနာဗီဘာသာစကားနဲ့နာဗီတွေရဲ့အမဲလိုက်နီးစနစ်လိုပညာတွေအများပြားကိုသင်ခဲ့ပါရီ ဂျိတ်လည်းနေတရီနဲ့အတူတူနေတာများလာတော့ဒရုန်တစ်ယောက်ကတော်တော်လေးကိုယဉ်နေလာပြီဖြစ်ပါတယ်။တရတော့နေတရီနဲ့ဂျိတ်အတူတူအမဲလိုက်နေတော့မှနေတရီကဂျိတ်ဟာတကယ်နာဘီမဟုတ်ဆိုးဖြစ်ဖို့အတွက်အစင်းသင်းဖြစ်လာပြီလို့ပြောပါတယ်။ပြီးတော့မဟုတ်ဆိုးဖြစ်လာဖို့အတွက်နောက်ဆုံးစံတမ်းမှုလုပ်ဖို့ဂျုံပြန်ရိစီဂျိတ်ကိုခေါ်လာပါတယ်။ဒီကျုံမြင့်ကြီးတွေရဲ့ထိတ်ဆုံးမှာအေဂရန်တရာကြီးတွေနေတာဖြစ်ပြီးဂျိတ်ကအေဂရန်တကောင်ကိုဖမ်းပြီးသူ့ရဲ့စီးတော်ရင်ဖြစ်လာအောင်လုပ်ရမှာဖြစ်ပါတယ် ဂျေကအတူတူအေဂရန်ကိုဖမ်းဖို့လုပ်ပေးမယ်အစားပိုင်းမှာတော့ဖမ်းလို့မရဘဲဂျေတယောက်ကျောမောကပြုတ်ကြမလို့ဖြစ်နေပါ ರಿ ဒါပေမဲ့နောက်ဆုံးမှာတော့ဂျေကအေဂရန်ကိုဖမ်းလိုက်နိုင်ပြီးသူနဲ့ဆက်သွယ်လိုက်နိုင်ပါ ರಿ ဒီအတွက်ဒီအေဂရန်ကဂျေရဲ့စီးတော်ရင်ဖြစ်လာပြီးတော့ဂျေလည်းအေဂရန်ကိုစားစီနိုင်မှာတော့လေဂျေကသူ့ရဲ့စီးတော်ရင်နဲ့အစားပြန်တန်းချီနေပြီးတော့လီတာရီနဲ့ဂျိန်းနဲ့အတူလိုက်ပြန်တန်ပါ ರಿ အခြားနာဗီတွေဖြစ်တဲ့စုတွဲတို့ကလည်းဂျိန်းတို့နောက်ကိုလိုက်လာပြီးသူတို့တွေအတူတူပြန်တန်းနေရင်းနဲ့အမဲလိုက်နေကြပါ ರಿ ဒီလိုအမဲလိုက်နေတော့မှပဲထိုရန်လို့ခေါ်တဲ့တရွာကြီးတကောင်ကသူတို့ကိုရုတ်တရက်ဝင်တိုက်ခိုက်တဲ့အတွက် ဂျိတန်ဒီတရီတို့လည်းတောအုပ်ထဲကိုဝင်ပြေးကြပြီးကံကောင်းလို့လွမြောက်သွားပါရီဒီတရီကဒီတရဝါကြီးတွေအကြောင်းကိုဂျိတ်ကိုရှင်းပြပြီးတရဝါကြီးနဲ့မျိုးနွယ်တူအကောင်တကောင်ရဲ့အယိုးစုကိုပြပါရီလေတရီအဘိုးဖြစ်သူရဲ့အဖိုးဟာဒိုရက်တရဝါကြီးကိုစီးနေနိုင်ခဲ့ပြီးသူဟာတကွဲတပြားဖြစ်နေတဲ့နာဗီတွေကိုဦးဆောင်ဆုတ်ဆွေးနိုင်ခဲ့တာပါဒါပေမဲ့သူ့နောက်ပိုင်းမှာတော့ဒိုရက်ကိုစီးနိုင်တဲ့နာဗီမရှိတော့ပါဘူးနောက်တစ်ခါမှာတော့ဂျိတ်ကိုကာနေမိုင်းကမစ်ရှင်ကိုဆုံးသက်ဖို့နဲ့နာဗီတွေသူတို့နေတဲ့နေရာကမရွှေ့ရင်တော့သူတို့ကိုတိုက်ခိုက်တော့မယ်လို့ပြောပါရီ ဂျိတ်ကတော့ဒူလုံးစရာတချို့ကြံနေသေးတဲ့အတွက်အချိန်နဲ့နဲ့ထပ်ပေးဖို့ပြောလိုက်ပါရီကာနေမိုင်းကဂျိတ်ကိုအမြန်လို့ဖို့အမိန့်ပေးလိုက်ပြီးတကယ်လို့နာဗီတွေမပြောင်းရွှေ့ရင်နာဗီတွေကိုတတ်တော့မှာပါဂျိတ်ကတော့နာဗီမျိုးနွယ်တွေကဒရိုတွေကတယောက်ဖြစ်အခမ်းအနားနဲ့ပါလက်ခံလိုက်ပြီးဖြစ်ပါရီအရင်ကမှပဲနေတာရီကဂျိတ်ကိုနာဗီမျိုးနွယ်တွေအထွတ်မြတ်ထားတဲ့နေရာတစ်ခုကိုခေါ်လာပြီးဂျိတ်အနေနဲ့နာဗီတယောက်ဖြစ်လာပြီးဖြစ်တဲ့အတွက်သူ့အတွက် နာဗီမိန်းမတယောက်ရွေးလို့ရတယ်လို့ပြောပါရီ ဂျိတ်ကတော့သူရေးထားတဲ့မိမကနေတရီတာဖြစ်ကြောင်းပြောလိုက်ပြီးနေတရီကလည်းဂျိတ်ကိုသဘောကျနေပြီးသားဆိုတော့မူတော်မမူတော့ပဲတခါတည်းလက်ခံလိုက်ပြီးဒရိုနှစ်ယောက်ချစ်သူတွေဖြစ်သွားပါတယ်။အဲဒီမှာနေတရီနဲ့ဂျိတ်တို့ဒေါ်ရဲမှာအတူအိတ်လိုက်ကြပြီးနောက်နေမနေ့နေတရီနိုးလာတော့စက်ကြီးတစ်ခုကသူရဲ့ဒေါ်ရဲမှာဖျက်ဆီးရှင်းလင်းရေးလုံနေတာကိုမြင်လိုက်ရပါတယ်။နေတရီလဲဂျိတ်ကိုနိုးနေပေမဲ့ဂျိတ်ကလူခန္ဓာကိုယ်ရင်းကိုရောက်နေပြီးတော့မနက်စာစားနေတဲ့အတွက်မနိုးလာပါဘူး။နေတရီလဲဂျိတ်ရဲ့ခန္ဓာကိုယ်ကိုဒရက်တိုက်ဆွဲပြီးတော့ဆက်ကြီးကြောင့်မတည်အောင်လုပ်နေရပါတယ်။ ။အဲဒီတော့ဂျိတ်ကနိုးလာပြီးတော့ရှင်းလင်းရေးလုပ်နေတဲ့စက်ကြီးကိုသွားထိုက်ခိုက်ပါတယ်။အဲဒီမှာလူတွေကဂျိတ်တို့ကိုတနက်နေ့ပြတဲ့အတွက်ဂျိတ်တို့လည်းသူတို့ရဲ့အစ်ပင်ဌာနချုပ်ကိုပြန်ပြေးလာရပါတယ်။ကာလီမိုင်းကလည်းဗီဒီယိုတွေကိုပြန်ကြည့်ရင်လည်းဂျိတ်ကသူတို့ရင်ကိုတိုက်ခိုက်ခဲ့တဲ့အကြောင်းကိုသိသွားပါတယ်။ဂျိတ်တဲ့နေတရီတို့ကနာဗီတွေနေရာကိုပြန်ရောက်သွားပြီးလူသားတွေကနာဗီတွေရဲ့နေရာတွေကိုနယ်မြေရှင်းလင်းရေးလုပ်နေပြီဆိုတဲ့အကြောင်းပြောပြပါတယ်။အဲဒီချိန်မှာပဲနာဗီတွေနဲ့အတူရှိနေတဲ့ဒေါက်တာခရစ်ရောဂျိတ်ပါတရီလျက်သွားပါတယ်။ တကယ်တော့ကာနေမိုင်းကဂျိတ်တို့ရဲ့သူရေသနာစံတကန်ကိုဝင်စီးပြီးဂျိတ်တို့ကိုနှိုးလိုက်တာပါမိုင်းကဂျိတ်ကိုဒေါသထွက်နေပြီးအခုချိန်ကနေစလို့တတူထုတ်လို့ရေးကိစ္စအတွက်သူပဲကင်တွေတော့မယ်လို့ပြောလိုက်ပါတယ်တကယ်တော့ဒေါက်တာခရစ်စတိုလို့သိပ္ပံပညာရှင်တွေကနာဗီဂျိုသားတွေကိုလေးလာရင်းနဲ့သူရေသနာကိစ္စတွေကိုပဲစိတ်ဝင်စားတာဖြစ်ပြီးမိုင်းတို့ကတော့ပတ်စံရမယ့်တတူတူပေါ်ရေးကိစ္စကိုပဲစိတ်ဝင်စားတာပါဒါပေမဲ့ဆူထိတဲ့နာဗီတိုက်ခိုက်ရေးသမားတွေကတို့တော်တော်လေးကိုဝင်လာတဲ့ရှင်းလင်းရေးစက်ကြီးကိုတိုက်ခိုက်ဖျက်ဆီးလိုက်ပါတယ် မိုင်းကလည်းအဲ့ဒီယင်းထဲမှာပါသွားတယ်သူလူတွေတေကုံတာကိုတိသွားပြီးတော့နာဗီရနေရဲ့နေရာကိုဘုံကျဲပြီးရှင်းလိုက်မယ်လို့ပြောပါတယ်သူ့အကြောင်းကိုပါကာကလည်းလက်ခံပါတယ်ထရူဒီကလည်းဒီအကြောင်းကိုတိသွားတော့ဂျိန်းရဲ့ဂရိတ်စတိုကိုမိုင်းရဲ့ဘုံကျဲမဲ့ဂျန်အကြောင်းကိုလာပြောပါတယ် ဂျိနဂရင်းစတိုကပါကကိုသွားတွေ့ပြီးအဲလိုမလုပ်ဖို့နဲ့နာဗီရိုနီယာရွှေ့ပေးဖို့သူတို့ပြောင်းပြပေးမယ်အကြောင်းပြောပါရီပါကလည်းလက်ခံလိုက်ပြီးနာဗီရိုကိုနားချဖို့အတွက်အချိန်တနာကြီးပေးမယ်လို့ဂျိတ်ကိုပြောပါရီအဲနောက်တော့ဂျိတ်ကနာဗီကောင်းဆောင်ကြီးနဲ့နာဗီမျိုးနွယ်တွေကိုလူသားတွေရဲ့အကြံအကြောင်းပြောပြပြီးသူတို့ရဲ့နေရာမရွှေ့ပေးရင်အကုန်လုံးကိုတတ်လိမ့်မယ်လို့တတိပေးပါရီ ဒေတာရီနဲ့အံ့ဩသွားပြီးတော့ဂျိတ်ကိုလိုရီရဲ့ဒီအစီအစဉ်ကြောင်းအရင်ကတည်းကနင်းသိတာလားလို့မေးပါရီဂျိတ်ကသိတယ်လို့ပြောပြီးဒါပေမဲ့အခုတော့နာဗီတွေကြောင့်သူပြောင်းလဲသွားပြီလို့ရှင်းပြဖို့လုပ်ပေးမယ်နာဗီတွေကဂျိတ်ကိုတက်စပေါက်ဆိုပြီးမယုံကြည်တော့တဲ့အတွက်သူနဲ့ဂရစ်ကိုဖမ်းလိုက်ပါရီမကြခင်မှာပဲမိုင်းနဲ့တို့လူတွေရင်းတွေနဲ့ရောက်လာပြီးတော့ဂျိတ်တယောက်ညင်နိုင်မအောင်မျက်နှာကိုတိတ်သွားပါရီဒီအတွက်မိုင်းတို့ကနာဗီတွေကိုစားတိုက်ခတ်ပြီးနာဗီတွေကလည်းသူတို့ရဲ့လေးရီများရီနဲ့ပြန်တိုက်ခိုက်ပါရီအဲ့တော့နဲ့မိုင်းကဘုံကျဲချဖို့အမိန့်ပေးလိုက်ပြီးနာဗီတွေရဲ့နေရာလဲမီးတွေစားလောင်ပါရီ နာဗီတွေလည်းထွက်ပြေးသွားကြပြီနေတရီအမေကတော့အဖမ်းခံရတဲ့ဂျိတ်တိုးစီကိုလာပြီးတော့ဂျိတ်အနေနဲ့တကယ်ပဲသူတို့နာဗီတွေတွေကတယောက်ဆိုရင်တက်သေးပြဖို့ပြောပါရီဂျိတ်ကလည်းသူနာဗီတွေအတွက်တိုက်ခိုက်မှာဖြစ်ကြောင်းခရီးပေးလိုက်တဲ့အတွက်နေတရီအမေကဂျိတ်နဲ့ဂရိတ်စတိုးနှစ်ယောက်ကိုလွတ်ပေးလိုက်ပါရီမိုင်းကတော့နာဗီတွေအနေနဲ့တစ်ပင်ကြီးကိုဖျက်ဆီးပြဖို့သူ့လူတွေကိုအမိန်ပေးလိုက်ပါရီဒရိုတွေကတော့နာဗီတွေကိုဒုက္ခမပေးခြင်းနဲ့အတွက်မိုင်းရဲ့အမိန်ကိုမနာခံပဲသူ့ရင်ကိုမောင်းထွက်သွားပါရီနေတရီအဖေနာဗီကောင်းဆောင်ကြီးလည်းဒုံကြီးတွေအကြောင်းထိခိုက်သွားပါရီ မကြခင်မှာပဲမိုင်းတို့လက်ချက်ကြောင့်တေပင်ကြီးပြက်စီးပြီးလဲကျသွားတာကိုမြင်လိုက်ရပါတယ်အခြေဆိုင်စကမ်းမှာကြံနေတဲ့လူတွေလည်းမိုင်းတွေရက်ဆက်မှုကိုမြင်သွားပါတော့တယ်နောက်ပြီးတော့ကတော့သူတို့ရဲ့အိမ်ကြီးသူတို့ရှိတဲ့လူသားတွေကြောင့်ပြက်စီးသွားတာကိုဝမ်းနဲ့ဆိုတာပဲမြင်တွေ့ရပါတယ်နေထရီကတော့သူဖခင်တေဆုံးသွားတာကိုမြင်လိုက်ရပြီသူဖခင်ကမသိခင်မှာသူ့ရဲ့မြားကိုပေးခဲ့ပါတယ်ဂျေလန်နေတရီကိုနှစ်သိမ့်ပေးဖို့လုပ်ပေမဲ့နေတရီကတော့သူ့ကိုစိတ်ဆိုးနေစေဖြစ်လို့လက်မခံပါဘူး။အဲဒီအချိန်မှာပါကာကဂျေတို့ကိုပြန်ခေါ်ဖို့ပြောလိုက်တဲ့အတွက်ဂျေတို့လည်းသူ့ရဲ့လူခန္ဓာကိုယ်ရဲ့ကိုပြန်ရောက်သွားပါတယ်။ ဖာကာနဲ့မိုင်းတို့ကနာဗီတွေဘက်ပါနေတဲ့ Jake Grace နဲ့ Noel Spearman တို့ကိုဖမ်းသားလိုက်ပြီးထရိုတွေကအဆောင်တွေကိုလှည့်စားပြီးတော့ Jake တို့ကိုလာခဲ့ပါတယ်။ပြီးတော့ထရိုတွေရဲ့တငယ်ချင်း Max ကလည်း Jake တို့ကိုလာကူညီပြီးတော့ Jake တို့တွေ Helicopter စီအမြန်ပြေးလာပါတယ်။မိုင်းက Jake တို့ထွက်ပြေးဖို့လုံနေတာကိုသိသွားပြီးတော့ Jake တို့ကိုတနက်နေ့ပြစ်ပေးမယ် Jake တို့ကလုံမြောက်သွားပါတယ်။ ဒါပေမဲ့ grace ကတော့ mind ဖြစ်လိုက်တဲ့တနက်ကြီးတစ်ချက်မှန်တာပါတယ်။မကြခင်မှာပဲဂျိတ်တို့တွေဒေါ်ရီကသူရဲ့အခြေဆိုင်စကန်ကိုရောက်လာပြီး grace ကိုကုသပေးဖို့လုပ်ပါတယ်။ဒီဘက်မှာအေမရှိတော့တဲ့နာဗီဒီယိုကတော့သူတို့အထုတ်မြတ်ထားတဲ့သစ်ပင်စီကိုနေရာရွှေ့လာခဲ့ပါတယ်။ဂျိတ်ကတော့သူ့ရဲ့ avatar ခန္ဓာကိုယ်ရဲ့ကိုပြန်ဝင်လိုက်ပြီးပျက်စီးသွားတဲ့သစ်ပင်ကြီးနာမှာပြန်နိုးလာပါတယ်။သူနိုးလာတာနဲ့သူ့ရဲ့ ecran ကပေါ်လာတဲ့အတွက်ဂျိတ်က ecran ကိုစီးလိုက်ပါတယ်။ဂျိတ်က ecran နဲ့အတူ thread သရွာကြီးကိုလိုက်ရှာပြီးတော့ thread ကြီးကိုစီးနိုင်မှုလုပ်ပါတော့တယ်။ အဲ့တော့တော့ချိတ်ကနေပေါင်းများစွာဘယ်နာဘေးမှမစီးနိုင်တဲ့ဒိုရက်ကြီးကိုစီးနိုင်လိုက်ပြီးနာဗီရီစီကိုရောက်လာပါရီနာဗီရီအကောင်လုံးကလည်းအံ့ဩသွားပြီးဂျိတ်ကိုလေးစားသွားပါရီနေတာရီကလည်းဂျိတ်ကိုပြန်ယုံကြည်သွားပြီးသူ့မျိုးနဲ့နာဗီရီတက်စိတ်ပူကြောင်းဂျိတ်ကိုပြောပါရီဂျိတ်ကတော့အခုနာဗီရီရဲ့ခေါင်းဆောင်ဖြစ်နေတဲ့ဆူသေးကိုသူနဲ့တူပူပေါင်းပြီးလူသားတွေကိုတုံ့နဲ့တိုက်ခိုက်ဖို့ကံလမ်းပါရီအဲ့တော့ဂျိတ်ကသေလူဆဲဆဲဖြစ်နေတဲ့ Grace ကိုလည်းကူညီပေးဖို့နာဗီရီကိုကူညီတောင်းလိုက်ပါရီနာဗီရီက Grace ကိုသူတို့အထွတ်မြတ်ထားတဲ့ဝိညာဉ်သစ်ပင်စီခေါ်လာပြီးကုသပေးပါရီ နေတရီယာမေကဂရေးစီယယ်ဝိညာဉ်ကိုသူရဲ့အဗာဒါကိုရဲအပီလွဲပြောင်းပြီးကုသပေးတာပါ။နာဘီမျိုးနဲ့အကောင်လုံးကလည်းဝိုင်းကူညီတဲ့အတွက် Grace ကိုအသက်ရှင်အောင်ကုလိုက်နိုင်ပါရီ။အဲနောက်တော့ဂျိန်းနဲ့ဆူလေးတို့ဦးဆောင်ပြီးနာဘီမျိုးနဲ့တွေကိုသူတို့တွေစီစီလုံးလုံးနဲ့လူသားတွေကိုပြန်တိုက်ခိုက်ဖို့အတွက်သွေးစီတော့အောင်လုပ်နိုင်ခဲ့ပါရီ။ပြီးတော့နာဘီတွေအကောင်လုံးသူရဲ့အက်ကရန်တွေစီးပြီးတော့တခြားနေရာကမြင်းစီးတဲ့နာဘီမျိုးနဲ့စုတွေကိုထတ်သွားစီယုံပါရီ။ဒါပြင်ပေးလံပြင်မှာချက်စားတဲ့နာဗီမျိုးနွယ်စုတွေကိုပါစုစည်းပြီးခြေကြောင်တကွဲတပြားဖြစ်နေတဲ့နာဗီတွေကစီလုံးသွားပါပြီ တဖက်မှာကာနေမိုင်းကလည်းနာဗီရီအင်အားစုစည်းနေတာကိုတည်သွားပြီးခဏအတွင်းမှာနာဗီရီအင်အားများလာကြောင်းနဲ့မကြာခင်မှာနာဗီရီအများကြီးဖြစ်လာနိုင်တဲ့အတွက်နာဗီရီကိုလက်ဦးအောင်တိုက်ခိုက်ဖို့အတွက်သူ့လူတွေကိုပြောပါရီမတ်စကာရောသူ့တကယ်ချင်းထရူတွေနဲ့ဂျိတ်တို့ကိုမိုင်းဟာမနက်ပြန်မှာနာဗီရီကိုစားတိုက်ခိုက်တော့မှဖြစ်ကြောင်းသတင်းလန်ပေးလိုက်ပါရီဂျိတ်ရဲ့ထရူတွေနဲ့နွမ်စပယ်မန်တို့နဲ့မလုပ်ရမလဲဆိုတော့ကိုတိုင်းမင်းမာရီအဲ့တော့ဂျိတ်ကဝိညာဉ်သိပ္ပံစီသွားပြီးတော့နာဗီနံပြအိုင်ဝါကိုသူတို့ကိုကူညီပေးဖို့အတွက်အစုသွားတောင်းပါရီလေတာရီကလည်းသူ့ချစ်သူဂျိတ်စီရောက်လာပြီးဂျိတ်ကိုအားပေးပါရီ ောက်တနေ့မနက်မှာတော့မိုင်းနိုစစ်တပ်တွေကနာဗီတွေကိုတိုက်ခိုက်ဖို့စားထွက်လာပြီးဖြစ်ပြီးဂျိတ်တို့ကလည်းခုခံဖို့အစဉ်သိမ့်ပြင်ထားကြပါတယ်။မိုင်းတို့ကဝိညာဉ်သိပ္ပံကြီးရှိတဲ့နေရာကိုတိုက်ခိုက်ဖို့အတွက်ဦးတည်လာတာဖြစ်ပြီးအစားပိုင်းမှာတော့မိုင်းရဲ့လူတွေကသူတို့ကိုခုခံမဲ့သူတွေမရှိတဲ့အတွက်အံ့ဩနေပါတယ်။မိုင်းတို့ကပောက်ကွဲရပြင်းတဲ့ဘုံတွေကိုပါယူလာတာပါ။မကြောင်ခင်မှာပဲဂျိတ်တို့ကတိုက်ပွဲစတင်လိုက်ပြီး ဂျိတ်စုထင်းတဲ့နေတာရီတို့ကမိုင်းတွေရဲ့ယူနီကိုတိုက်ခိုက်နေသလိုမြေပြင်မှာလည်းမိုင်းရဲ့တပ်တွေကိုမြေပြင်နာဗီတပ်တွေကတိုက်ခိုက်နေပါပြီ။လူသားတွေနဲ့နာဗီတွေကြားတိုက်ပွဲကပြင်းထန်လို့နေပြီးတော့မိုင်းကဂျိတ်ကိုတပ်ဖို့လုပ်နေပါပြီ။ဒါပေမဲ့သူကထရူဒီကလည်းတောက်လျှောက်လိုက်ပြနေပါပြီ။မိုင်းနဲ့ထရူဒီကိုပြန်ပြတော့ထရူဒီရင်ကပြတ်ကျသွားပါပြီ။ဒါပေမဲ့စုထင်းကလည်းလူသားတွေရဲ့ယင်ပေါ်ကိုတက်ပြီးတိုက်ခိုက်ရင်းနဲ့ဆက်တနဆောင်မီမီတော်တွေကိုပြုတ်ကျသွားပါပြီ။ဧတရီယာစီရောရဲ့အေဂရန်ကြီးလည်းတနက်စာမိသွားသလိုလွန်စပယ်မန်လည်းတနက်မှန်သွားပါပြီ န်ထန်အင်အားကွာတဲ့အတွက်ဂျေတိုရဲ့နာမည်အဖွဲ့ရီအဆုံးရှုံးများနေတဲ့ချိန်မှာမိုင်းကဝိညာဉ်တိပင်ကိုဖျက်ဆီးဖို့လုပ်နေပါပြီ။အဲဒီချိန်မှာပဲတော်ရဲကနေတရွာကြီးတွေထွက်လာပြီးမိုင်းရဲ့မြေပြင်တပ်တွေကိုတိုက်ခိုက်ပါရီ။နေတရီကတော့ဂျေရဲ့နာမည်နဲ့ပြအိုင်ဝါစီအကူအညီတောင်းထားတာကိုနေပြားကကြားသွားပြီးလို့ယုံကြည်နေပါရီ။အဲ့ဒီချိန်ကနေစလို့တိုက်ပွဲချင်းတွေကပြောင်းသွားပြီးတော့မြေပြင်မှာတော်ရင်ကတရွာကြီးတွေကမိုင်းရဲ့တပ်တွေကိုတိုက်ခိုက်နေသလိုလေကြောင်းတိုက်ပွဲမှာလည်းအေကရန်တွေအများကြီးရောက်လာပြီးမိုင်းရဲ့တပ်တွေကိုတိုက်ခိုက်ပါရင် အဲ့ဒီချိန်မှာမိုင်းကတော့ဝိညာဉ်သိပင်ပေါ်ကိုဘုံပြချဖို့အမိန်ပေးနေပါတယ်။အဲ့ဒီချိန်မှာပဲကျဲရောက်လာပြီးဘုံတက်လာတဲ့ရင်ပေါ်ကအင်ဂျင်တစ်ခုကိုလက်ပြဘုံနဲ့ဖောက်ခွဲလိုက်ပါတယ်။အဲ့ဒီရင်လည်းပြကြပြီးတော့ပောက်ကွဲသွားပါတော့တယ်။အဲ့နောက်ကျိတ်ကမိုင်းရှိနေတဲ့ရင်ကိုပါဖျက်ဆီးဖို့လုပ်ပါတယ်။မိုင်းကချိတ်ကိုတနန်းနဲ့ပြပြီးရှင်းဖို့လုပ်ပေမဲ့ကျိတ်ကမိုင်းရဲ့ရင်ကိုလည်းဖောက်ခွဲလိုက်နိုင်ပါတယ်။မိုင်းကတော့ရင်ပေါ်ခွဲတဲ့ချိန်မှာသူရဲ့ခြေမုံကြီးဆက်ရုပ်ထဲကိုဝင်ပြီးအသက်ရှင်အောင်ထွက်လာနိုင်ပါတယ်။မိုင်းကတော့တော်ရဲမှာကျိတ်ရဲ့လူသားခန္ဓာကိုရှိနေတဲ့ဂျိတ်တို့အခြေဆိုင်စကန်ကိုမြင်သွားပါတယ်။ အဲဒီအချိန်မှာပဲနေတရီပေါ်လာပြီးတော့မိုင်းကိုတိုက်ခိုက်ပါရီမိုင်းကနေတရီစီးလာတဲ့သရဝါကြီးကိုအရင်တပ်ပစ်လိုက်ပြီးနေတရီကိုပါတပ်ဖို့လုပ်ပါရီအဲဒီအချိန်မှာပဲကျဲရောက်လာပြီးမိုင်းကိုတူတက်တွေဆုံးရှုံးသွားပြီလို့ပြောပါရီမိုင်းကတော့သူ့အသက်ရှင်နေသူ့မယ်ရှုံးဘူးလို့ပြောပြီးဂျဲကိုတိုက်ခိုက်ပါရီနေရောက်သားအပြင်ထန်တိုက်ခိုက်ကြရင်းနဲ့ဂျဲကမိုင်းရဲ့ဆဲရုပ်တွေကဓာတ်ကိုလွတ်ကြအောင်လုပ်လိုက်ပါရီပြီးတော့မိုင်းရဲ့ဆဲရုပ်ကိုပြန်စည်းလို့နေပါပြောင်းတိုက်ခိုက်ပါရီမိုင်းရဲ့ဒေါသထွက်သွားပြီးတော့ဂျဲတို့ရဲ့အခြေဆိုင်စကန်ကိုဖျက်ဆီးလိုက်တဲ့အတွက်စကန်ထဲမှာအောက်ဆီဂျင်ပြတ်ပြီးဂျဲလည်းအသက်ရှူလို့မရဖြစ်သွားပါရီ အဲ့တော့မိုင်းကကြဲကိုတတ်တော်မဲ့အချိန်မှာနေတရီကထလာပြီးသူအဖေပြီးကလေးများနဲ့မိုင်းကိုပြတ်တက်လိုက်ပါရယ်နေတရီကကြဲကိုနှိုးနေပေမဲ့ကြဲကအောက်ဆီဂျင်ပြတ်ပြီးသွေးမလို့ဖြစ်နေပါပြီအဲဒီမှာနေတရီကစကန်ထဲကိုဝင်သွားပြီးကြဲရဲ့လူသားခန္ဓာကိုယ်ကိုအောက်ဆီဂျင်မျက်နှာဖုံးတက်ပေးလိုက်ပါရယ်ခဏနေတော့ကြဲလည်းပြန်သတိရလာပြီးတော့နေတရီလည်းအခုမှကြဲရဲ့လူသားဘဝဆန်အစ်စ်ကိုမြင်မှုပါရယ်အဲ့နောက်တော့ကြဲနဲ့နေတရီတို့ကသေးလူဆဲဆဲဖြစ်နေတဲ့အဆူသေးကိုရှာတွေ့ပါရယ် စုထဲကနာဗီမျိုးနွယ်တွေကိုစောင်းရှောက်ဖို့ဂျိတ်ကိုမှားခဲ့ပြီးနောက်ဆုံးတော့အသေးဆုံးသွားပါတယ်။ဂျိတ်တို့လည်းစုထဲအတွက်စုတောင်းပေးခဲ့ပြီးအဲတော့တော့နာဗီတွေကသူတို့ဂျိုဘော်ကိုကျူးကျော်လာတဲ့လူသားတွေကိုဂျိုဘော်ကနေမောင်းထုတ်လိုက်ပါတယ်။ဂျိတ်ကတော့ဒီဂျိုမှာပဲဆန်နေပါတယ်။နောက်ဆုံးမှာဂျိတ်ကနာဗီအဖြစ်အဘေးနေထိုင်ဖို့အတွက်အဆုံးဖြတ်လိုက်တာကိုမြင်ရပြီးဒုချက်တူနေတရီနာဗီမျိုးနွယ်တွေနဲ့တူပျော်ပျော်ရွှင်ရွှင်နေသွားပါတော့တယ်။ အခုလိုအဆုံးထိစေဝင်စားစွာ live ပါကြည့်ရှုပေးကြတဲ့ဒုတိယအချင်းစီတိုင်းကိုကျွန်တော်ရဲ့ Record for You channel လေးကနေ live လဲစွာနဲ့ကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။